ထိုင်းမရင်မဲ့တော့တီတိခေကန်တော်ကိုအနှိမ့်ဆရောက်ခဲ့ပြီးတဲ့နောက်ထိုင်းနိုင်ငံပေါ်တက်ရောက်မှုများထိုင်းနိုင်ငံဘရင်မင်းမြတ်မဟာဝိချရာလောင်ကွန်းရဲ့မဲရော်တီတိခေဟာ2025အောက်တိုဘာလ24ရက်ည9:21မိနစ်မှာကန်တော်ကုန်ခဲ့တယ်လို့ထိုင်းချစ်ချီနီအဖွဲ့အစည်းနဲ့တော်ဝင်ဘရင်အိမ်တော်တို့ကသတင်းထုတ်ပြန်ခဲ့ပါတယ်ဒီပရင်မေတော်ကြီးကွယ်လွန်အနေဆရောက်ခြင်းဟာတာမန်ကြည့်မယ်ဆိုရင်တော့အသက်ကြီးလို့ကွယ်လွန်တာတာမန်ပါပဲလေဆိုပြီးတွေးစရာရှိခဲ့ပေမဲ့ တိုင်းသူပြည်သားတွေချစ်ခင်လေးစားကြပြီးနန်းနန်းနေနေတင်ညူလေးစားခံရတဲ့နတ်ရွာဆန်ဘရင်ရဲ့မိဖုရားတစ်ပါးဖြစ်ခဲ့တဲ့မေတော်ကြီးဖြစ်တာကြောင့်ထိုင်းတနိုင်ငံလုံးနဲ့တကွာတော်ဝင်မိသားစုအစိုးရစတဲ့ပုံကိုယ်တွေဟာအလေးမြတ်ထားပြီးထိုင်းပြည်သူတွေအပေါ်အကျိုးသက်ရောက်မှုရှိစေမယ့်ကိစ္စတွေအတွက်အစားတစ်ခုဖြစ်လို့နေခဲ့ပါဗျာ။ အသက်63နှစ်အရွယ်မေရိုတီတီခေဟာအော်တိုဘာလ18ရက်နေ့မှာစတင်ပြီးသွေးရင်းအဆိပ်တက်ဝေဒနာကိုခံစားရတာကြောင့်ဘန်ကောက်မြို့ချူလာလောင်ကိုအမတ်တရဆေးရုံမှာတက်ရောက်ပြီးတော်ဝင်ဆရာဝန်ကြီးတွေရဲ့အထူးချက်မှတ်ကုသမှုကိုခံယူနေကြရတာပါ။ဒါပေမဲ့လည်းပြန်လည်ကောင်းမွန်လာခြင်းမရှိတော့ဘဲအော်တိုဘာလ24ရက်နေ့မှာကန်တော်ကုန်ခဲ့တယ်လို့တော်ဝင်ဘရင်အိမ်တော်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။ တော်ဝင်ဘရင်အိမ်တော်ရဲ့ထုတ်ပြန်ချက်မှာတော့မေရော်တီတီခေဟာကိုခါအားစနစ်ပုံမှန်ရှိမနေခဲ့တော့ဘဲအားနဲ့ချိုးရင်းနေခဲ့ပြီးဖြစ်တာကြောင့်အချင်းချင်းနာမကျန်းမှုတွေခံစားနေခဲ့ရတာက2019စက်တင်ဘာလ9ရက်နေ့တည်းကဖြစ်ပါတယ်တဲ့အဲ့ဒီအချိန်ကလေးကနေစပြီးစေဝါဆောက်ရှောက်မှုတွေစတင်လှုပ်ဆောင်ပေးခဲ့ရတာပါ။ မေရော်တီတိခက်ကန်တော်ကုန်ခဲ့တာကြောင့်တာဖြစ်သူဘယင်မင်းမြမဟာဝိချရာလောင်ကုန်းကလည်းမေရော်ရဲ့စာပနာခန္ဓာကိုတော်ဝင်ထုံသန်းစင်လာအတိုင်းလှုပ်ဆောင်သွားမယ်လို့ညွှန်ကြားထားပြီးဝန်ထဲချင်းအထိမ့်မှကာလာကိုတနည်းသတ်မှတ်ထားပါတယ်အခုဒီဗီဒီယိုလေးမှာတော့တိုင်းသူပြည်သားတွေချစ်ခင်လေးစားကြပြီးနန်းနဲ့နေနေချင်းညိုလေးစားခံရတဲ့နေရွာဆန်ဘရင်ရဲ့မိဖုရားတစ်ပါးဖြစ်ခဲ့တဲ့မေရော်တီရီခိရဲ့ဘဝအထောက်ပတ်တီနဲ့ သူမတည်ဆုံးပြီးနောက်ထိုင်းနိုင်ငံမှာဘလို့အကျိုးသက်ရောက်မှုကိစ္စရပ်တွေဖြစ်စေနိုင်လဲဆိုတာကိုစစ်စစ်ပပောက်ရှာဖွေလေ့လာတင်ဆက်ပေးသွားပါမယ်။အားလုံးပဲမင်္ဂလာပါ။မိတ်ဆွေတို့အခုနားတော်သားဆင်ကြည့်ရှုခန်းစားနေရတာကတော့ဗာမီမီယာဘတ်စ်ကတင်ဆက်ပေးနေတဲ့ဗီဒီယိုကွန်နက်လေးပဲဖြစ်ပါတယ်။ရှင်လန်းချမ်းမြေ့ကြပါစေရှင်။မေရော်ကြီးတီတီခစ်ကို1930နှစ်ဩဂတ်စ်လ12ရက်တောက်ကြနေအချိန်ကဗန်ကောက်မြို့မှာမွေးဖွားခဲ့ပါတယ်။ ဲ့ဒီအချိန်တော့ငါထိုင်းနိုင်ငံဟာတဝူးဆက်မိုင်ဘရင်စနစ်ကနေဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီဒီမိုကရေစီစနစ်ကိုကူးပြောင်းပြီးလာနေငယ်ပဲကြာသေးတဲ့အချိန်မှာသူမဟာနခတမင်္ဂလာကီတီယာကာယမင်းသားနဲ့မုံလွမ်းပါကီတီယာကာယမင်းသမီးကြီးတို့ရဲ့တမီးကြီးဖြစ်ပါတယ်။တိရိခက်ဆိုတဲ့နာမည်ကိုဘာသာပြန်ရမယ်ဆိုရင်ကီတီယာကာယတို့ရဲ့ဂုံချက်တည်ရလို့အတပေရပြီးဒီနာမည်ကို80မြောက်ရာမဘရင်ရဲ့မိဖုရားဘရင်မှာရံမီပါဏီကပေးသနာခဲ့တာပါ။ သူမဘဝရဲ့ပညာရေးအစားဟာရန်ဂျီနီကျောင်းကဖြစ်ပြီး1936ခုနှစ်ကစလို့ပညာစတင်ကြခဲ့ပါတယ်ဒုတိယကမ္ဘာစစ်ကြီးထိုင်းနိုင်ငံအထိကူးစက်လာခဲ့ပြီးတဲ့နောက်မှာတော့ဘန်ကောက်မြို့ဟာလေကြောင်းတိုက်ခိုက်မှုတွေမကြာခဏကြုံတွေ့ရလဲရှိတာကြောင့်1940ခုနှစ်မှာတော့ဆန်ဆန်လန်းဘော်က Saint Francis Xavier ကိုမြို့ကျောင်းကိုပြောင်းရွှေ့ခဲ့ပါတယ်ဘာလို့ပြောင်းရတာလဲဆိုတော့ဒီကျောင်းကသူမရဲ့အိမ်နဲ့ပိုပြီးနီးတာမို့နေကျောင်းအနေနဲ့ရှိလာခဲ့ရင်အိမ်ကိုအလွယ်တကူပြန်ပြီးပြေးနိုင်တာမို့ပါ Saint Francis Xavier ကိုမြို့ကျောင်းဟာ ။ပန်းကောင်းမျိုးဒူးစစ်ခရိုင်သို့မဟုတ်ဝါချီရပါရဘဲရက်ကွက်ဒူးစစ်ခရိုင်အတွင်းရှိစံစင်လန်းပေါ်မှာတရှိပါတယ်။အဲ့ဒီကြောင့်မှပဲသူဟာစန္ဒယပညာကိုသင်ယူခဲ့ပြီးကြော်ကြားတဲ့ကွန်ဆန့်ဖီယာနေတယောက်ဖြစ်လာဖို့အတွက်အိမ်မက်တွေမက်ခဲ့ဘူးတဲ့1946ခုနှစ်စစ်ကြီးပြည်ဆုံးသွားပြီးတဲ့နောက်မှာတော့သူမရဲ့ဖခင်ဟာပြင်သစ်နိုင်ငံဆိုင်ရာတမန်ကြီးဖြစ်ခန့်အပ်ခံခဲ့ရပြီးသူမဟာမိသားစုနဲ့အတူပါရီမြို့ကိုပြောင်းရွှေ့ခဲ့ရပါတယ် ပါရီကိုသူမပြောင်းခဲ့တဲ့အချိန်မှာစိန့်ဖရန်စစ်ဇာဗီယာကွန်ဗေကျောင်းမှာအလယ်တန်းတတိယနှစ်ကိုပြီးဆုံးခဲ့စားအချိန်မှာပါရီကိုရောက်တော့သူမဟာနာမည်ကြီးပဲရစ်ကွန်ဆာဗက်ထရီမှာပညာသင်ကြားခွင့်ရဖို့အတွက်ဝင်ငွေဆောင်ပေးဖို့ဖြည့်ဆို့ဖို့ပြင်ဆင်ရင်းအိမ်မှာအနီးကပ်သင်တန်းဆရာတွေကိုခေါ်ယူလို့စနေရအင်္ဂလိပ်နဲ့ပြင်သစ်ဘာသာစကားတို့ကိုဆက်လက်သင်ယူခဲ့ပါတယ် 1948ခုနှစ်ကိုရောက်တဲ့အခါမှာတော့ဘရင်ဘူမိဘောအတူလာတက်ဟာပါရီမြို့မှာရှိတဲ့မော်တော်ကားစက်ရုံတွေကိုအလဲပက်ရောက်လာရင် သူမရဲ့မိသားစုနဲ့ယင်းဤခင်မင်လို့သွားခဲ့တယ်။အဲဒီအချိန်တုန်းကဘူမိဘောဟာဆွစ်ဇာလန်နိုင်ငံမှာပညာသင်ကြားနေခဲ့တာပါ။ ဘယင်းမင်းမြတ်ဆွစ်ဇာလန်နိုင်ငံမှာကားမတော်တဆမှုကြီးတစ်ခုဖြစ်လို့လော်ဇန်မြို့ကစေယုံမှာစေကူးသမှုခံနေရတဲ့အခါမှာတော့တီရိခိဟာမကြာခဏတွားရောက်ကြည့်ရှုခဲ့ပြီးဘယင်းမင်းမြတ်ရဲ့မိခင်ကလည်းတီရိခိရဲ့တိမ်မွေ့ရင်ကျေးပြီးတက်ကြွကျင်နာတက်တဲ့ဟန်ပန်ကိုအတော်ကိုသဘောကျခဲ့ပါတယ်ဒီလိုသဘောကျခဲ့တာကြောင့်ပဲဘယင်မင်းမြတ်နဲ့ပိုပြီးရင်းနှီးမှုရလာအောင်ဆွစ်ဇာလန်မှာပဲလာပြီးပညာသင်ကြားဖို့အတွက်တောင်းဆိုခဲ့ပါဗျ။အဲဒီနောက်မှာတော့သူမဟာလော်ဇန်မြို့ကဘော်ရာကျောင်းဆောင်တစ်ခုမှာနေပြီးပညာဆက်လက်သင်ကြားခဲ့ပါဗျ။ ။ဘယင်မိုင်တီစီရီခေဟာနောက်ပိုင်းမှတ်တမ်းရုပ်ရှင်တစ်ခုမှာဘယင်မင်းမြတ်နဲ့ပထမဆုံးဆက်စပ်တွေ့ခြင်းဒိတ်ကျတဲ့အခါမှာဘယင်ကနောက်ကျမှလာခဲ့တာကြောင့်ပထမဆုံးတွေ့တွေ့ခြင်းမှာအချိန်မလေးစားတဲ့သူဆိုပြီးကြည်မရဖြစ်ခဲ့တဲ့အကြောင်းပြန်ပြောင်းပြောခဲ့ပေမဲ့အခုလိုကြည်မရတာလေးကပဲနောက်ပိုင်းမှာချစ်ချင်းမြတ်တာအဖြစ်ပြောင်းလဲသွားခဲ့ပါဗါတနေ့ကြမှာဘယင်မေတော်ကဘယင်မင်းမြတ်ရဲ့ကိုစားတီရိကစ်ကိုလက်ထပ်ခွင့်တောင်းဆိုခဲ့ပြီး1949ဇူလိုင်လ16ရက်နေ့မှာတီးသက်ဆင်းဆက်ကြောင်းလန်းနဲ့ခန်းနာကိုကျင်းပခဲ့ပါဗါ အဲ့ဒီနောက်1950ပြည်နှစ်မတ်လမှာရှစ်ဆက်မြောက်ရာမဘရင်အာနန္ဒမဟိတောရဲ့တော်ဝင်မိသူကျိုးပွဲအတွက်ထိုင်းနိုင်ငံကိုမပြန်ခင်ချိန်ထိပညာဆက်လက်တင်ကြားနေခဲ့ပြန်ပါတယ်။1950ပြည်နှစ်ဧပြီလ28ရက်နေ့မှာတော်ဝင်မင်္ဂလာခမ်းနာကိုစရာပါထန်နန်းတော်မှာကျင်းပခဲ့ပြီးမေလ9ရက်နေ့မှာကျင်းပတဲ့ဘရင်မင်းမြတ်ရဲ့နန်းတပ်ပွဲအခမ်းအနားတွင်မှာတော့သူမကိုမေတော်ကြီးတီတီခေအဖြစ်ထပ်မံပွဲတော်မြင့်ပေးခဲ့ပါတယ်။ သူမရဲ့ဘဝတစ်လျှောက်လုံးမှာမဲရော်ဂျီဟာထိုင်းနိုင်ငံရဲ့မိဖုရားတစ်ပါးဖြစ်ရောကိုဆက်မြောင်ရာမဘရင်ရဲ့အဖော်မွန်ဖြစ်ပါတော်ဝင်တော်ဝင်တွေအများပြားကိုထမ်းဆောင်ခဲ့ပါတယ်မရေမတွက်နိုင်တဲ့တာဝန်တွေကိုပခုံးထမ်းခဲ့ပြီးတိုင်းသူပြည်သားတွေကိုကူညီဖို့နဲ့နိုင်ငံဖွံ့ဖြိုးတိုးတက်စေဖို့အတွက်စီမံကိန်းအသစ်တွေကိုစတင်လှုပ်ဆောင်ခဲ့တဲ့သူပါ။သူ့ရဲ့တော်ဝင်စီမံကိန်းတွေဟာဒီနေ့အချိန်ထိထိုင်းနိုင်ငံသားတွေအတွက်ကြီးမားတဲ့အကျိုးကျေးဇူးတွေကိုယူဆောင်ပေးခဲ့နိုင်ပါတယ်။တည်တော်ထိန်းသိမ်းရေးလုပ်ငန်းတွေထိုင်းပိုးတယ်နဲ့ကဏ္ဍဝင်ခွန်အကကို အဓိကထားတဲ့ရည်ကြီးမှုထိန်းသိမ်းရေးအစီအစဉ်တွေဟာသူမရဲ့ထင်ရှားတဲ့လှုပ်ဆောင်ချက်တွေဖြစ်ပြီးထိုင်းလူမျိုးတန်းတဲ့ချီရဲ့ဘဝတွေကိုပြောင်းလဲပေးခဲ့တဲ့တခြားဂျိုးပန်းဆောင်ရွက်မှုအများပြားကိုလည်းလှုပ်ဆောင်ပေးခဲ့ပါတယ်1986ခုနှစ်မှာထိုင်းဆိုရကမိဖုရားကြီးကိုဂုဏ်ပြုတဲ့အနေနဲ့သူ့ရဲ့မွေးနေ့ကိုအမျိုးသားရုံးပိတ်ရက်အဖြစ်သတ်မှတ်တင်လာခဲ့ပြီးသူ့ရဲ့မွေးနေ့ဖြစ်တဲ့ဩဂတ်စ်လ12ရက်နေ့ကိုမြစ်စင်နိုင်ငံရဲ့အရေးပါတဲ့နေ့တစ်နေ့ဖြစ်ဆက်လက်ကျင်းပနေစေပါ ထိုင်းနိုင်ငံဟာအခုခါမှာတော့ဆယ်စုနှစ်ခုနှစ်ခုကျော်ကြာထိုင်းပြည်သူတွေရဲ့အကျိုးကိုသူဘဝတစ်ခုလုံးကိုမြုပ်နှံဆောင်ရွက်ခဲ့တဲ့ချင်းမြတ်နိုးရတဲ့မဲတော်ကြီးတစ်ပါးကိုဆုံးရှုံးလိုက်ရတဲ့အတွက်ဝမ်းနည်းချီးကွမ်းနေရပါတယ်။ထိုင်းတော်ဝင်အိမ်တော်ကထိုင်းပြည်သူတွေအားလုံးကိုဝမ်းနည်းခြင်းထိမ့်မှန်နေနဲ့အယောင်ဖျောတဲ့အဝတ်အစားတွေကိုအော်တိုဘာလ25ရက်နေ့ကနေစပြီးဝစ်စင်ကြဖို့တိုက်တွန်းနှုတ်ဆော်ထားသလိုပွဲလန်းသမင်ပျော်ပွဲရှင်မွဲတွေကိုလည်းမပြုလုပ်ကြဖို့အတွက်မြစ်တာရက်ခံထားပါတယ်။ ဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။ဗာမီမီဒီယာဘတ်စ်ပါ